ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖွယ်အောင်ဂမ္မယဖြစ်ရဲ့စံချေဇာတ်လမ်းကောင်းလေးတွေကိုတိဆက်ပေးနေပါတယ်ဒီနေ့မှာတိဆက်ပေးမှာကတော့စာရေးသူမောင်မိုင်းညို့ချောင်းရေးသားထားတဲ့ဇလုံနေရတည်ရေးဆွေးခင်ရသူဆိုတဲ့ဇာတ်လမ်းလေးကိုတိဆက်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်မီကျမတို့ရဲ့ channel ကို ဘိုင်းရန် subscribe လေးနှိပ်သွားဖို့နဲ့ဇလန်းတင်များစွာကိုမလွတ်တမ်းသာစေနိုင်ဖို့ဘီနာနိုတီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မေးပါနေရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။လွန်ခဲ့တဲ့2016ခုနှစ်မေလဒုတိယပတ်ကစာရေးသူစီကိုစာဖတ်ပရိသတ်တို့ဖုံးဆက်လာပါတယ်။ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့ထူးထူးဆန်းဆန်းတရေဆွေးခင်ရတဲ့ဖြစ်ရတခုကိုပြောပြခြင်းနဲ့လို့ဆိုလာပါတယ်။ဖုံးဆက်ပြီးတဲ့နောက်တော့၃ရက်အကြာမှာစာရင်းသူတွားရောက်တွေ့ဆုံခဲ့တယ် သူနေတာက ကံဘဲ့ဘူရာယုံရဲ့အရှိတ်ကရက်ခွက်တစ်ခုမှာပဲသူပြောပြတဲ့တရေဆွဲခံရသူ ဖြစ်စဉ်ကတော့အခြားသောတရေဆွဲခံရတဲ့ဖြစ်စဉ်တွေနဲ့မတူပါဘူးတမှုထူးခြားစမ်းချေတဲ့အဖြစ်အပျက်တစ်ခုပါပဲဒါကြောင့်လေစာဖက်ပရိသတ်တွေအတွက်တင်ပြလိုက်တာပါအချိန်ကာလကတော့1969ခုနှစ်ခန့်ကဖြစ်ပါတယ်အခင်းဖြစ်ပွားတဲ့နေရာကတော့အီယော်ရီတိုင်းစလုံမြို့နယ်ဥရှိကွင်းတိုင်းနယ်ကော့စိန်ကြီးဝအုပ်စုတွေက အမိမဖော်လို့တဲ့ကြီးဝလေးတစ်ခုမှလိုပဲဆိုပါစို့အဲဒီကာလာတော့ကတော့အီယာဝီတိုင်းတတိုင်းလုံးမှာတနက်ကင်တောင်းကျမ်းမှုတွေထုံငိမ့်သလောက်ရှိနေပါသေး။ဒါပေမဲ့လုံးဝအမြင့်ပြက်ပြီလို့တော့မဆိုနိုင်သေးပါဘူး။ဒါကြောင့်တမတော်နဲ့ပြည်သူအားလုံးဖူပေါင်းပါဝင်တဲ့တောင်းကျမ်းသူကင်းစင်ရေးစီမံချက်တွေလှုပ်ဆောင်လျက်ရှိပါသေး။မြို့တိုင်းရွာတိုင်းလိုအပ်တဲ့နေရာတိုင်းမှာလုံခြုံရေးလက်ဆက်ကင်းတွေဆောက်လုပ်ထားတယ်။ရွာသားတွေအလေးကျကင်းဆောင်ကြရတယ်။လူသားဖြစ်စဉ်တစ်ခုဖြစ်ပေါ်တာနဲ့တည်တဲ့ကင်းတွေဟာ အလန့်အချက်ပြီးဝါကလက်တက်ခောက်ရတယ်။ကင်းတဲ့တည်းကတော့အလန့်ကလက်တက်ခောက်တာနဲ့အရေးရှိမနာမှာရှိတဲ့ကင်းတဲ့ရီအလုံးကလည်းအလန့်ကလက်တက်တွေဝိုင်းခောက်ကြတယ်။ပဝင်းချင်းကိုတတိထားစောင့်ကြည့်နေတယ်။ဒီလိုအချိန်မှာပဲလက်ဆက်ကင်းတွေကိုအနီးကပ်ကြည့်ကြိုက်ကုကင်းနေတယ်။တမတော်တက်စုတက်စိတ်တွေရဲတပ်ဖွဲ့ဝင်တွေအမြန်ရောက်လာတယ်။အချင်းဖြစ်နေရကိုပိတ်ဆို့ရှာဖွေရှင်းလင်းကြတယ်။အဲ့လိုနဲ့တောင်ကျမ်းသူတွေနေရမရှိအောင်မင်း အမြင့်ပြတ်ခြုံငင်းအောင်လှုံ့ဆော်နေကြတာပါဇွန်လရဲ့ညနေခင်းတစ်ခုမှာတော့မောင်လာတင်လက်ဆက်ကင်းစားဖို့အင်အားထွက်လာခဲ့တော်ရီဒီနေ့ကသူတို့အိမ်ကင်းစားဖို့အလဲကြတယ်လို့ကင်းမှုလုပ်တဲ့သူကလာပြောသွားတယ်ပြီးတော့နောက်နေ့ကလည်းမောင်လာတင်ကြောင်းမိတ်တဲ့ရဲ့ပဲဖြစ်တော်ရီမိဘတွေကကုဒန်းကြောင်းသားမောင်လာတင်ကိုကင်းမဆောင်ခိုင်းမှုစာပေဖတ်စေခြင်းနဲ့ဖခင်ကြီးနည်းနည်းမမာတာနဲ့ကြောင်းပိတ်ရက်နဲ့ဆုံလို့တာမောင်လာတင်ကိုတင်ကြကင်းဆောင်ခိုင်းတာပဲဖြစ်တယ် ကင်းကနေရောညရောဆောင်းလာတာညနေ6နာရီလောက်မောင်လာတင်တို့အဖွဲ့တီ3ယောက်ကင်းထဲကိုရောက်လာတယ်သူတို့ရောက်မှမဏိကလေးကဆောင်းကြရတယ်ကင်းသမားဟောင်းနေအိမ်ပြန်ကြရတယ်မိုးလေးကတဖွဲဖွဲရွာနေတယ်မိုးစောစောကြရနေဖြစ်လို့လေကွင်းအချို့မှာမြကပလာခင်းထားတဲ့အတိုင်းပြိုးဝင်နေစိမ့်မနေရောတယ်မောင်လာတင်တို့3ယောက်ဝါကင်းတဲ့ပေါ်ထိုင်နေစကားဆက်ပြီးပြောဆိုနေကြတော့တယ်သူတို့ကင်းထဲကတော့ကိုစိန်ရွာဦးပြညာလက်ပွေချောင်းကမ်းမထိန်မှရှိတာကြောင့် ရွှေချောင်း၊ငိုင်းတန်း၊အရှိစင်ပြုံးကုန်း၊ကညုံကွင်း၊မုတ်ထောနဲ့တပြေလာရွာတွေကိုစီးမြင်နေရတော့တယ်။နေလုံးကြီးကအလင်းရောင်တွေကို တစားစီတစားစီဆွဲယူယူသိမ်းသွားချိန်မှာတော့အမောင်ကတဖြည်းဖြည်းတိုးဝင်နေတယ်။ညချိန်ထဲမှာရွာရီစီကတလက်လက်မီးရောင်လေးတွေကိုမြင်နေရတယ်။ချောင်းထဲမှာရေဆက်ဆက်ရောက်နေလို့ဖားရီပြောနေကြဟန်တူရဲ့အုံအင်းအုံအင်းတန်းတွေတစ်တစ်တစ်ဆိုတဲ့ဖားလက်တက်အော်တန်းတွေရောထွေးစုညံနေရောတယ်။ လေပြင်းကလေကွင်းပြင်တွေကိုဖျက်တမ်းပြီးတော့မောင်လာတင်ယူခွေနဲ့တူးဝင်လာတော့တယ်။ဝုံးဝေးပါတဲ့လေပြင်းကြောင့်မောင်လာတင်ချက်တီစီစီထထသွားတော့တယ်။ဟာအေးရဟမောင်လာတင်ခိုက်တုံပြရင်နဲ့ဆောင်းကိုဆွဲယူချုံနေကင်းထဲပေါ်လှိမ့်လျောင်းလိုက်တော့တယ်။သူကင်းဆောင်ရမယ့်အချိန်ကတော့နီးနက်ပိုင်းဖြစ်လို့စောစောပိုင်းအိတ်ဖို့ကြံလိုက်တာလည်းဖြစ်တယ်။ဒါပေမဲ့သူအိတ်ဖို့အခွင့်မသားလိုက်ဘူး။ချောင်းတစ်ဖက်ကန်းဟာကြားရတယ်။အလက်အချက်ပေးကလတ်တဲ့ခောက်တန်းကြောင့် ချက်ချင်းခေါင်းထောင်ချီပြီးတော့လူလဲထားလိုက်ကြတယ်။သူကင်းတဲ့ရလေဝါကလက်တက်ကိုတတောက်တော့မြောက်အဆက်မပြတ်ခေါင်းလိုက်တော့တယ်။ဒီချိန်လေးမှာပဲဟိုကဒီကအနီးကအဝေးကအရေးရှိမျက်နှာအနှန်းစီကကလက်တက်ခေါက်တန်တွေစုညံပလောရအောင်ထပ်ပေါ်လာတော့တယ်။သူများကင်းတဲ့ရခေါက်လို့သာလိုက်ခေါင်နေရတယ်။ဘာဖြစ်လို့ခေါင်းမဲမောင်လာဒီတို့မသိကြဘူး။အခြားကင်းတွေမှလည်းချက်ချင်းတို့သိကြအောင်မှမဟုတ်ဘူး။မောင်လာဒီကလက်တက်စားခေါက်တဲ့ကျောင်းတစ်ဖက်ဖက်အမောင်လေးကိုစိုက်ကြည့်စုံစမ်းနေမိတယ်။ တမီးဟောင်နေတဝင်းဝင်းနဲ့လူအုပ်စုတစုရဲ့လုံလုံရှာရှာသွားလာနေရကိုတွေ့ရတယ်။တစုံတဦးကိုတယောက်တစ်ပေါက်အော်ဟစ်ခေါ်နေကြတဲ့အတန်တွေကလည်းစုညံနေတယ်။စုညံတန်တွေကလင်းနေတူပါလာပြီးတော့ကြဲကြဲလောင်လောင်ကြားလိုက်၊လေလူရပါသွားပြီးဝေးကွာသွားလိုက်နဲ့ထင်းထင်းရှာရှာမကြားရဘူး။ဘာဖြစ်တာလဲ။တွားကြည့်ကြရအောင်မောင်လာတဲ့။ကင်းတူတူကြားသူတွေကိုပြောလိုက်တော့တယ်။ချောင်းကပြင်းနေစလောက်ပဲကြဲတယ်။ရှိကလည်းခက်ဆက်ဆက်ချင်းမျက်စီတော်မမြုပ်သေးဘူး။နောက်ပြီး သူတို့ကော့စိန်နဲ့တစ်ဖက်ကိန်းမှာတရားရင်လူနေကြသူတွေတယောက်နဲ့တယောက်ဆွေမျိုးတွေလိုခင်မင်းနေကြတာကြောင့်စိုးရိမ်စရာဘာမှမရှိဘူးဒါကြောင့်လဲတွားကြည့်ကြဖို့အွန်လာတိန်ပြောလိုက်တာပါသူပြောတာကိုကျန်တဲ့ကိသမားတွေကလည်းလက်ခံနေဒါနဲ့ပဲသူတို့သုံးယောက်စလုံးချောင်းကိုဖြတ်ပြီးတော့တစ်ဖက်ကိန်းရရွာစီထွက်ခဲ့ကြတယ်တမီးယောက်တဝင်းဝင်းနဲ့လူရုပ်ရှိရာကိုသွားရင်းမင်းမြန်ကြတယ်အဲ့ဒီတော့မှပဲလူတယောက် ယုတ်တိရဆိုသလိုပျောက်သွားလို့ဝိုင်းဝန်းရှာဖွေနေကြတယ်ဆိုတာကိုသိကြတော့လေပျောက်သွားတဲ့သူကမောင်ဦးဆိုတဲ့သူအသက်20လောက်လူရဲ့ထူကြတာကမောင်ဦးကနေတည်မလားညတည်မလားစောင့်ကြည့်နေရတဲ့အရာပေါ်ကမထနိုင်နဲ့တီတော်မေလူမမာတယောက်ဖြစ်နေတာပါပဲတားကြီးမောင်ကြီးငိုတန်ပါကြီးနဲ့တောင်းကိုအော်ဟစ်နေတဲ့အတော်ကြီးတယောက်ရဲ့အတန်ကိုကြားရတယ်ဒါရွာလေပိုင်းကတော်ကြီးမြကြီးရဲ့အတန်ဆိုတော့မောင်လာတင်သိလိုက်ပါတယ်သူကမုတ်ဆိုးမကြီး ူယောက်ျားဆုံးသွားတာကြာပြီသူ့မှာတမီးတစ်ယောက်နဲ့သားလေးတစ်ယောက်ပဲရှိတော့တယ်တမီးကြီးကအသက်ဆိတ်လောက်ရှိပြီးတော့သားငယ်ကတော့မောင်လားထက်ကြီးတယ်အသက်20လောက်ရှိပြီဒေါ်ကြီးမြကြီးကသူ့တော်ကိုအော်ခေါ်နေရဆိုတော့ပြောကြတာမအောင်ဘော့အဲ့လိုပဲမောင်လားတင်တွေးတော်မိရင်တစ်ဆက်တည်းမှာပဲဘလို့ဖြစ်တာပါလေအဲ့လိုဆိုပြီးနားမလည်နိုင်မှုတွေနဲ့နဝေးတိတ်တောင်ဖြစ်သွားတော့တယ်ဘာလို့လဲဆိုတော့ဒေါ်ကြီးမြကြီးရဲ့သားမော်ဦးကတေကောင်ပေါင်းလေးယောဂဖြစ်နေရဆိုတော့သူသိတယ် မောင်လာတီတို့ရွာခေါ်စိန်နဲ့ဒေါ်ကြီးများတို့ရွာကနေရတေရွာလိုနေဖြစ်တော့တေရွာမှာအကြနာကအစားတေရွာအတိနေတဲ့ကြရင်ဒေါ်ကြီးများဦးသားမောင်ဦးနေထိုင်မကောင်းဖြစ်နေတာက6နာ9လလောက်ရှိနေပြီနောက်ဆုံးဇလုံမျိုးနေစေးုံကတော့အစွမ်းကုန်ကုသပြီးပြီသူကြမလားလို့ဆိုပြီးတော့အိမ်ပြန်သိမ်းခွင့်ပေးခဲ့တယ်မောင်ဦးကိုစေးုံကနေရွာပြန်သိမ်းလာတယ်ဟိုဆရာကောင်းတို့ဒီဆရာကောင်းတို့နဲ့ကုသပြီးပြီမယ်လေမတက်တာအောင်ပို့တာစိုးလာတယ် ရဲရှိသားများယောဂဝေဒနာခံစားရအစာမွေးရေမဝင်ဖြစ်နေရကြောင်းပိတ်မိချောက်ခဲ့ပြီးတော့အယိုးနဲ့ဖြစ်နေတော့တယ်။မောင်ဦးတူကလုံးမှာခေါင်းနဲ့မျက်လုံးပဲမြင်ရတော့တယ်။ကုသမြဆရာကြီးကလည်းတပတ်ပဲခံတော့မယ်ပြောသူကပြောတလားထက်မပေါ်တော့ဘူးပြောသူကပြောနေလက်လျှော့သွားကြတယ်။မောင်ဦးကူရမေဘဝနဲ့အရာတွေမှာပလက်လေးချက်ရင်ခဲ့တယ်။တမှုထူးခြားတာကတော့မောင်ဦးကအသက်ပြင်းနေမနဲ့တည်မလားညတည်မလားစောင့်ကြည့်ရင်းနေ ဆောင်းကြည့်ရင်ဆောင်းကြည့်ရင်လည်းရက်တွေလာရီသာပြောင်းသွားတော့လေသူကတော့မသိဘူးတချို့ကလည်းမောင်းကတေးပြီးပြီဒါဖုတ်တက်တက်ရှိတော့လေဖုတ်ထုတ်ရမယ်လို့တီးတူတီးတူပြောလာကြတယ်အခုလိုဒီလောက်ထိတော့အခြေအနေဆူဆူဝါဝါဖြစ်နေတဲ့လူမမာမောင်းပျောက်နေတာဆိုတော့မောင်းလာနားမလည်နိုင်ဘူးဒါကြောင့်ထောကြီးမြကြီးအနည်းရအောင်တိုးသွားတယ်လေးလေးထောကြီးမြကိုကိုမောင်းကဘလို့ပျောက်သွားတာလဲလို့မေးကြည့်ဟဲ့နင်ကဘယ်သူလဲထောကြီးမြကလက်ထဲကမီးအုပ်ကိုမြောက်ပြီးတော့ မောင်လာတင်ကိုကြည့်တယ်။အော်ကော့ဆင်ကကိုလာသားကိုဘလို့ဖြစ်တာလဲဆိုတာတော့မသိသေးပါဘူးသားရဲ့။မောင်လာလို့မောင်ကြီးအရာပေးမှမီးခွက်လေးထုံးပေးနေတော့မောင်ကြီးလေပလက်ကြီးလေးထဲမြောက်လာတာအတော်ဟာလေးရုတ်တရက်ဆိုတော့လှမ်းပြီးကြောင်ကြည့်နေမိရဲ့။မောင်ဦးခနာကရေထဲမှာမျောနေတယ်လို့လေထဲမှာပလက်အနေထားနဲ့မျောဝဲပြီးအေးောက်အမောင်လေးရောက်သွားတယ်။အတော်တရိယာလို့လှမ်းဆွဲလိုက်သေးတယ်မမိဘူး။အဲဒါကြောင့်လူတွေစုပြီးလိုက်ရှာနေကြတာ။ ချောင်းထဲလေနဲ့နေပြီ။ကွင်းနေတယ်လေ။နဲ့နေပြီမတွေ့သေးဘူးသားရဲ့။မောင်းဖြုတ်သွားတဲ့အကြောင်းဒေါ်စီများကမောင်းလာတင့်ကိုရှင်းပြတယ်။ပြီးတာနဲ့သားရဲ့သားရဲ့မောင်းရဲ့အဲ့ဒီလိုတနာစရာကောင်းလာအောင်အော်ခေါ်နေပါတော့တယ်။မောင်းလာတင့်တို့အဖေကလည်းလူုပ်ကြီးနဲ့တွားရှာပြီးလိုက်ရှာကြတယ်။မောင်းရဲ့နာမည်ကိုတကြောကြောအော်ဟစ်ပြီးခေါ်ကြတယ်။အဲ့ဒီချိန်မှာအလန့်ချက်ပြီးကလတက်ခောက်တန်တွေကြောင့်တမရတော်တက်စိတ်တစိမ့်နေရင်းရီပါရောက်လာကြတယ် ရွာလူကြီးကမောင်းဖြောက်သွားတဲ့အကြောင်းစုံကိုရှင်းပြပြီးမှပြန်သွားကြတယ်။လူအုပ်ကြီးကတော့လက်နှိပ်တမိတွေတဝင်းဝင်းအုပ်ပြီးပလက်လက်နဲ့တနေရာကနေတနေရာရွှေလျားရှောက်ခွေးနေကြတော့တယ်။မောင်းမောင်းအဲ့ဒီလိုဆိုတဲ့အတန်ကလည်းပဝင်းချင်းတစ်ခုလုံးစူးစူးညံ့ညံ့အုပ်အုပ်ကြက်ကြက်ပြန့်လွင့်နေရော်တယ်။ဥမောင်ကြီးကျွန်တော်ဒီမှာပြို့ပြို့ဥမောင်ကြီးကျွန်တော်ဒီမှာပြို့ရှာကြပါအောင်ဟာဘဲကပြောနေရတော့ဟုတ်တယ်မောင်းဦးတန်မင်း မောင်ဦးအတန်းချောင်းနေရောကွင်းနေရောဘေးမှာရှာမရတဲ့အစုံလူအုပ်ကရွာပြန်ဝင်လာတယ်။ရွာကတော့ချောင်းကမ်းမမမျက်နှာချင်းဆိုင်တည်ထားတဲ့ရွာတန်းရှိရွာလေးလံအတိုင်းသမီးတွေတို့တကြွကြော်အော်ခေါ်လာကြတယ်။ရွာထိပ်ရောက်မှာတော့တုံ့ပြန်ပြောကြလာတဲ့မောင်ဦးရဲ့အတန်းကိုကြားလိုက်ကြရတယ်။အရေးရှိမျက်နှာအနံသမီးတွေထုံးရှာကြတယ်။မောင်ဦးရေမင်းဘမလဲဟေ့။မောင်ဦးရေမင်းဘမလဲ။တားရေတားမောင်ဦးတားဘမလဲ။ ။ဥမောင်ကြီးអော်ပြီးတော့မေးတယ်။တော်ကြီးများကလည်းငိုတန်ကြီးနဲ့မေးတယ်။လူတွေအတန်ငြိမ်သွားတယ်။မောင်ဦးပင်နေရာကနေပြန်ထူးရဲဆိုတာကိုသိဖို့ငြိမ်ပြီးနားထောင်နေကြတယ်။ဥမောင်ကြီးကျွန်တော်ဒီမှာပြုတ်ဒီတခါတော့မောင်ဦးအတန်ပေးရလာတယ်ဆိုတာအလုံးသိလိုက်ကြတယ်။ဟာညောင်ဝင်ကြီးပေါ်ကဟဲ့ဓမီနဲ့ထူးကြည့်ကြပါဟ။ညောင်ဝင်ကြီးရဲ့နေရာအနံဓမီရောက်နေစုပြုံကြောက်ရောက်သွားတော့တယ်။ညောင်ဝင်ကြီးကရွာရဲ့အဓိကညောင်ပင်ကြီးညပရိစေတာ ။မြားစွာကလေးကရှိခဲ့တဲ့ညောင်ပင်ကြီးပေစီလုံးပတ်ကြီးကကိုးပေခန်းတခန်းစာလောက်ရှိပြီးတော့ညောင်မုတ်စိတ်တွေညောင်ထောင်းမြစ်တွေကိုင်းကြီးတွေနဲ့အီယာမညောင်ပင်ကြီးပါ။ညောင်ပင်ကြီးအောက်မှာတော့ကွင်းပိုင်း၊နဲပိုင်းနှစ်ကုန်းလဲဝင်လဲထွက်ပူဇော်ပါသခြင်းတော့ဒီညောင်ပင်ကြီးစီလာရတယ်။ရှင်ပြူနာသာနှက်ပြခြင်းလဲဒီညောင်မင်းမှာပဲ။တာရင်နာရင်ရဲရွာနာရင်မှာအေးပါတဲ့အဓိကညောင်ပင်ကြီးပုံကမှမောင်းဘူးလို့လုပ်ပြီးရောက်နေရတယ်။ဟောတွေ့ပြီဟေ့ဟိုမှာဟေ့ ဗမာလေးဟဗမာလေးဟအောက်ကဂိုင်းတွေနဲ့ကွယ်နေလို့မမြင်ရတာ။ညောင်မေထိပ်ပြအကိုင်းကြီးပေါ်မှာလေ။ဟာဟုတ်တယ်ဟိ။မောင်းညောင်ကိုင်းပေါ်မှာငုတ်တူကြီးထိုင်နေတယ်။လူတွေရဲ့တယောက်တစ်ပေါက်ပြောတဲ့တွေနဲ့ဆူညံပွက်လို့ရိုက်နေရော်တယ်။မောင်းကိုတွေ့သားကြတာပဲဖြစ်တယ်။တမီးတွေအလုံးမောင်းစီကိုစုပြုံထူထားကြတယ်။ကာစီရှုပ်ထွေးနေတဲ့ကိုင်းခက်ကိုင်းလက်တွေကြားနေညောင်ကိုင်းတကိုင်းပေါ်မှာမြောက်တကောင်လိုငုတ်တူထိုင်နေတဲ့မောင်းကိုတွေ့နေကြရတယ်။ မောင်းဝဝေစားရီကအိယာရဲမှာရှိနေတော့ကအတိုင်းဆွေတာအင်ဂျီအပေါ်ကစစ်ကြခင်အဟောင်းကြီးကိုဝစ်ထားတယ်။အိမ်နေရာမှာအောင်းစရာကောင်းတာကောင်မောင်းလို့အရိုးပေါ်အေးတင်တနေ့ရွှေတနေ့ငွေလူမမာကောင်ဘလို့လုတ်ပြီးညောင်ပင်ထိတ်ထိတက်နိုင်တာလေ။လူတွေအမျိုးမျိုးဝေဖန်ပြောဆိုနေကြတယ်။နောက်ပြီးမောင်းစောင်းကြောက်ထိုင်နေတဲ့ညောင်ကန်းကလမောင်းလုံးလောက်ပဲရှိတယ်။မောင်းထိုင်တာထိုင်နေတယ်နာနေတဲ့ငတ်တကောင်လိုပဲဘာကုန်းမှကင်မထောင်းကြံသေးတယ်မောင်စီကဘာတမ်းမှထွက်မလာတော့ မျက်လုံးတွေမိတ်ထားတယ်။အိပ်ပြောနေတယ်လို့လို့မိမျောနေတယ်လို့လို့ဖြစ်နေတယ်။ကဲမောင်ကတော့စဉ်းနိုင်မှာမဟုတ်ဘူး။သူ့ကိုအောက်ချချရမယ်။ဘယ်လိုလုပ်ချချမလဲဆိုပြီးလူကြီးတွေတိုင်ပင်ကြတော့တယ်။နောက်တော့ညောင်ခိုင်းတခိုင်းမှစက်တီစင်ကျိုးတက်ကျိုးတက်ဖက်မှာစောင်းပကတ်လုံမယ်။မောင်ကိုစောင်းပကတ်ထဲပွေတဲ့စက်တီနဲ့အောက်ကိုချဖို့စိတ်ကူးကြရတယ်။စိတ်ကူးအတိုင်းပဲလုံဆောင်ကြတယ်။လွယ်မယ်ထင်ပေမဲ့တော်တော်ကြီးကိုခက်ခက်ခဲခဲလှုပ်လိုက်ကြရတယ်။ပထမညောင်ပင်ဆောင်တဲ့နေ့ ကွင်းပိုင်နေပိုင်တွေကိုတောင်းပန်တိုးရှိုးရတယ်။ပြီးမှအားကောင်းပေါင်းတဲ့လူငယ်လူငယ်၁၄ရောက်လောက်ညောင်ပင်ပေါ်တက်ရတယ်။စက်သီးစင်းနေသူပါစေ။မလွတ်မကင်းဖြစ်နေတဲ့ညောင်ကိုင်းတွေကိုခုတ်ချတဲ့သူပါခုတ်ချ။ညောင်ကိုင်းပေါ်ငုတ်တုံးမိနေတဲ့မောင်ကိုလိမ့်ချမသွားအောင်ထိန်းသူကထိန်းထားရတယ်။စက်သီးချိုးပြဆောင်ပကတ်စင်သူကစင်းနေတနားရီလောက်အချိန်ယူလိုက်ရတယ်။အားလုံးစင်သေးဖြစ်ပြီးဆိုမှမောင်ကိုပွေပြီးတော့ဆောင်ပကတ်တဲထည့်တယ်။စက်သီးချိုးနဲ့ဖြစ်ဖြစ်ချင်းအောက်ချယူကြရတယ်။ ညာကြီးမိကြီးတမီးဟောင်တဝင်းဝင်းနေတိတ်ကိုင်းခုတ်တန်တတုံတုံကိုင်းကျိုးကြတန်တဖြောင်းဖြောင်းပြောတန်ဆိုတန်အော်တန်ဟစ်တန်တညံညံနေတပြောတပါပွဲတော်ကြီးကျင်းပါနေသလိုပါပဲအဲ့လိုနဲ့မောင်ဦးအောက်ကိုရောက်လာတယ်တတိယတော့မရသေးဘူးရောနေမိနေတော့မင်းဆောင်းပခတ်ကိုငါးလုံးနဲ့ရှူထမ်းပြီးတော့မောင်ဦးကိုအိမ်ပြန်သိလာကြတယ်မောင်ဦးသူ့ရင်ရောက်သွားမှမောင်လာတင်တို့အဖွဲလေးကင်းတဲ့ကိုပြန်လာခဲ့ကြတယ်ဘူးကတော့တော်တော်ထူးဆန်းတဲ့အဖြစ်ပြက်ပဲ ဆိုင်ရီသူကအေးနေပြီဖြစ်တဲ့ရင်းနှွေးချမ်းကို မောတောက်ပြီးဥလာတင်ကို ပြောလိုက်တယ်။ထူးတာပေါ့ဆိုင်ရီဆရာရဲ့ထူးလို့လည်းပြောပြချင်တာပေါ့။နောက်နေ့မှကျွန်တော်ဒေါ်ကြီးမြကြီးအိမ်ကိုသွားတယ်။မောင်ဦးကြောင့်နောက်ဆက်တွဲကိုတီးကျင်ဆက်စုကျင်လို့ပေါ့ဗျာ။ဒေါ်ကြီးမြအိမ်ရောက်မှညာဖြစ်တဲ့ပြက်တဲ့တရင်ချက်ချင်းပြန့်နှံ့သွားတယ်ဆိုတာသိလိုက်ရတယ်။ဒေါ်ကြီးမြအိမ်မှာတော့ရွာလူကြီးတွေရောဇလုံမျိုးတွေကပါတီကောင်စီလူကြီးတွေရောရဲတွေရော ဆရာဝန်ကြီးရောစုံလူပဲဗျရောက်နေကြတာကားတွေဆိုင်ကယ်တွေစပိန်တွေဆိုတာလမ်းပေါ်မှာပြည့်နေတာကျွန်တော်လည်းအတက်နိုင်ဆုံးရှေ့ရောက်အောင်တိုးပြီးလူကြီးတွေမင်းမြန်ပြောဆိုနေရတယ်ကိုနားထောင်ရတာဖြစ်ပုံကဒီလိုလေဗျညမောင်တရေအစွဲခင်ရတာနဲ့မောင်အိယာထဲမှာမိတစ်ချက်မျိုးတစ်ချက်ဖြစ်နေတော့မင်းလူကြီးတယောက်အိမ်ပေါ်တက်လာနေတယ်အဲ့လူကြီးကမောင်ကိုပွင့်ချပြီးတော့အောက်ကိုတန်းဆင်းလာတယ်ပြီးတော့ရွာထင်းညောင်မင်းကြီးဘောကိုခေါ်သွားတယ်မောင်ကမောလိုက်တာလို့ပြောတော့ မောင်ဦးဖိုက်ကိုလှမ်းပြီးရှာနေရပ်ပေးတယ်တဲ့တော်တော်ကြောင်ရှာနေရပ်ပေးပြီးချိန်မှာသူ့ကိုရှာတဲ့လူကြီးညောင်မင်းကြီးနာရောက်လာတာဒီတော့မှမောင်ဦးကိုခေါ်လာတဲ့လူကြီးကဟိုမှာမောင်ငွေတို့အုပ်စုမင်းကိုလိုက်ရှာနေကြတယ်ဦးမောင်ငွေကျွန်တော်ဒီမှာရှိရပြောလိုက်လို့ပြောတယ်ပြောခိုင်းတဲ့အတိုင်းသာပြောလိုက်ရတာမောင်ဦးအနေနဲ့ကတော့အမောင်ထဲမှာဦးမောင်ငွေကိုလည်းမမြင်ဘူးဘသူကိုမှလည်းမမြင်ဘူးတဲ့ဘာတမ်းမှလည်းမကြားရဘူးတဲ့ဒီเจ้าတွေကို မောင်ဦးကလူကြီးတွေကိုပြောပြတယ် မျိုးနေရလူတွေကလည်းယုံရခက်မယုံရခက်နဲ့အားအားတွေတင်းလို့ပေါ့သူတို့ခေါ်သားတဲ့လူကြီးရဲ့ပုံတရံကိုမေးတော့မောင်ကအမွေးတွေအမြင်တွေနဲ့မဟုတ်ဘူးလူကြီးတယောက်ပဲအယမ်းမြင့်မြင့်တုတ်တုတ်ခိုင်ခိုင်နဲ့နှာခမ်းမွေးကြီးတွေရှိတယ်ကိုယ်နေစားပြီးတပြည့်ပြည့်နဲ့ထွေးရဲ့အဲ့ဒီလိုပြောပြတယ်ဒီလိုပြောတော့မောင်ဝင်းမေဒေါ်ကြီးများကဟဲ့အဲ့အဲ့ဒါဆိုနေဖေပေါ့အဲ့ဒီလိုပြောတယ်ငငယ်ကလေးကဆုံးသွားတာကြောင့်မောင်ကသူ့ဖေကိုမမတ်မိဘူး ဒီတော့မှမောင်ဦးအသေးတန်ဖြစ်နေရကိုတည်သွားတဲ့သူ့ဖေကလာခေါ်ပြီးတော့စိတ်ကူပေးတယ်ဆိုတာသဘောပေါက်သွားကြတယ်။လူကြီးတွေမိသမျှကိုဖြစ်နေတဲ့မောင်ဦးကိုကြည့်ပြီးတော့မျိုးနယ်ဆရာဝန်ကြီးတွေအောင်အံ့အားသင့်နေတယ်။ဘလို့မှအသက်မရှင်နိုင်တော့ဘူးလို့သတ်မှတ်ထားတဲ့သူကလူကောင်းပကတိပြုံးပြုံးရှင်ရှင်ပြောနေရကိုသူအားလုံးလဲအော့အော်တောင်းတင်အံ့ဩနေကြတယ်။နေသိမလားညသိမလားစောင့်နေရတဲ့မောင်ဦးဖုတ်ထုတ်ရမလို့တော့ဖြစ်နေတဲ့မောင်ဦးတရေဆွဲခံရပြီးကလေးကလူကောင်းပကတိဖြစ်သွားတော့တယ်။ ။နောက်နေ့ချက်ချင်းဆိုသလိုပဲယောဂဝေဒနာတွေယူပြစ်တယ်လို့ပြောက်သွားတာကိုတရေဆွဲခင်ရတယ်ဆိုတဲ့ဇလန်းတွေကျွန်တော်တော်တော်များများကြားမှုပါတယ်။ဒါပေမဲ့အခုဦးလာတင်ပြောတဲ့တရေဆွဲခင်ရတဲ့အဖြစ်ကတော့အများနဲ့မတူဘူး။တမှုထူးခြားတဲ့ဇလန်းပါပဲ။ဒီအတွက်ဦးလာတင်ကိုကျေးဇူးတင်ပါတယ်။နေပါဦးဗျ။ပြောစရာနည်းနည်းကြံသေးတယ်။ဥမောင်ဝင်းနဲ့ပတ်သက်တာလေး။ဟုတ်ကဲ့ပြောပါဦး။ဥမောင်ဝင်းနဲ့မောင်ဦးရဲ့အဖေကအသက်ချင်းကွာစီမဲ့တော်တော်လေးခင်မင်ခဲကြတာတဲ့ ဒါကြောင့်မောင်ဦးပြောက်လို့လိုက်ရှာကြတော့တရေကဥမောင်ငွေကိုနမဲတက်ပြီးအခေါ်ခေါ်ခိုင်းတာဖြစ်မယ်ဗျ။ဟုတ်တယ်ဒီကိစ္စကရွာမှာရောတမျိုးနယ်လုံးမှာရောတော်တော်နဲ့မရက်ဘူးပြောကြတယ်။ပြောတိုင်းပြောတိုင်းဥမောင်ငွေနမဲကပါနေတယ်။ဥမောင်ငွေကိုတရေကတော့တိတဲ့သူဆိုပြီးနမဲကြီးသွားခဲ့တာဗျ။ဒါလေးရေးဆက်တမျိုးပေါ့ဗျာ။မဟုတ်ဘူးလား။မန်နေပြောဒီလိုနမဲကြီးရကနေဥမောင်ငွေနဲ့တော်ကြီးများတို့မိသားစုပို့ပြီးရင်းနှီးသွားကြတယ်။ရင်းနှီးရကနေကျင်နာကျင်နာရကနေတန်ရုံးစဉ် ။ဦးမောင်ဝင်းနဲ့မောင်ဦးအမဖူးစာဘက်တွေဖြစ်သွားတယ်။ဗျာဟုတ်လား။ဆာယီသူအပြန်လမ်းမှာတော့ထူထူဆန်းဆန်းတည့်ရဲဆွဲခံရတယ်။ဇလုံးတွေက မောင်ဦးရဲ့အဖြစ်နဲ့ထူထူခြားခြားဖူးစာဆောင်ခဲ့ကြတယ်။ဦးမောင်ဝင်းနဲ့မောင်ဦးအမတို့ရဲ့အဖြစ်ကလွမ်းမိုးလိုက်ပါလေရှိနေပါတော့တယ်။ပိတ်တများရှင်ဆာယီဆရာပေါင်ပိုင်းညူချောင်းရေးတာထားတယ်။ဇလုံးတွေမှာတည့်ရဲဆွဲခံရသူဆိုတဲ့ဇလန်းလေးကတော့ဒီမှလေးပြီးဆုံးသွားပါပြီ။ နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။